လာချိုးကြွားတယ်လာချိုးကိုပြန်တက်နိုင်တော့တရုတ်ကိုတွားခေါ်ပြီးလာချိုးတောင်းခိုင်းတယ်အခုတခါ TNN တွေကနေတောင်းထားတဲ့နေရာတွေကြီးရအစင်းနဲ့ရုံးဆိုင်ထားဖို့တဲ့နော်အဲ့နေရာတွေကိုကျွလင်းနေတာဟာတကယ်ရှက်စရာကြီးပေါ့ကဒီကောင်ဒီမှနော် UNG PDF အပါဝင်တိုင်းရင်းသားတဲ့နှက်ကန်တွေအကုန်လုံးတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကုန်လုံးမြို့ပေါ်တွေကိုစုမိုးထိတ်ထုတ်နိုင်ဖို့လိုအပ်တယ် ဟယ်လိုချာရမီဘာပီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news beat channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့2025ခုနှစ်မေလ10ရက်နေ့ပေါ့နော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ကတော့ဒီနေ့ရမှာဆုံးချသေးတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးချင်ဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တရင်ကောင်းတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့ဘုံအနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတို့မြို့နွားချံကုန်းကျေးရွာနီးမှာဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့ချမ်ဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့ ခမရ၄၃နဲ့တရုံမှုအပါဝင်စစ်သား30ခန်းတည်ဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကျွန်တို့အခြေစိုက်ခမရ၅၄6တင်းကနေတက်လာတာပါ။တက်ပွဲဖြစ်ပွားပြီးတော့မှကျွန်တို့ကိုပဲပြန်ဆိုသွားတာပါဆိုပြီးတော့မှ Mon Liberation Army MLA တပ်ဖွဲ့ကတောင်းရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီတက်ခိုက်မှုကို Mon လွတ်မြောက်ရေးတပ်မတော် MLA ရဲ့ဘီအမ်မွန်ပြည်တပ်ပါတီခွဲထွက် NMSPAD ပြန်လွှတ်စစ်ကြောင်း Lion Battalion စစ်ကြောင်းစားတဲ့ Canal ဦးဆောင်တဲ့အခြားပူပေါင်းတပ်တွေကနေပြီးတော့တိုက်ခိုက်ချေမှုန်းခဲ့တာလို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ခုဆိုရင်ကျွန်တော်မျိုးအနည်းမှာပေါ့နော်တော်တော်လေးကိုမွားစာကျဲတော့တာဖြစ်ပြီးတော့ကျွန်တော်ဒီတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့အမှုကျလိုက်တာပဲဖြစ်ပါတယ်စစ်ကောင်စီနေနဲ့ရှုံးမဲမဲပြီးတော့မှလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့တွက်ကြောင်းမလို့ကျွန်တော်အဲ့ဒီနေ့တွိုင်းမှာရှိတဲ့ခြေပါနေပြည်သူတွေနဲ့ဒီခေတ္တပေါ့နော်ရှောင်းသိမ်းချောက်ဖို့လည်းကျွန်တော်တို့တော်လိုက်တဖို့နေရနေပြီးတော့မှတတိပြေပြောဆိုထားတာပဲဖြစ်ပါတယ် ောက်ထပ်သတင်းသဘောအနေနဲ့ကတော့စစ်ကောင်စီနဲ့အာရခတတော်အေတို့ချောက်ဖြူမျိုးနယ်မှာတပွဲပြင်းထန်နေပြီးတော့မှစစ်ကောင်စီတပ်ရဲ့ကာကင်အချို့တင်းစဲခံထားရတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ရဲတပ်ရင်းသုံးစနစ်အနီးဝန်းကျင်မှာအေကပေးဆွဆောင်ချမှုတွေပြုလုပ်ထားပြီးတော့မှစစ်ကောင်စီအားဆိုရင်ဒီကုန်းချုံတိုက်နယ်အတွင်းမှာမကြာခဏစစ်ကြောင်းထုံးနေတယ်လို့ဒေသခံတွေအနေနဲ့ပြောမှထုတ်ဖော်ပြောကြားထားတာပဲဖြစ်ပါတယ်စစ်ကောင်စီအားဆိုရင်စစ်ကောင်းဆောင်ပြပခရီးစင်မတိုင်ခင်မှာ ြစ်ခတ်ရဆက်ရေးဟန်ပြတက်တန်းတိုးတွားပင်မဲ့လင်းနေချီပြစ်ခတ်မှုနဲ့လေကြောင်းတိုက်ခတ်မှုတွေကိုဈေးတင်မာတဲ့နေမြေတွေမှာစစ်တပ်ပြုလုပ်နေဆက်ဖြစ်တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့အားလုံးလည်းရှေ့မှာတိခဲ့တဲ့အတိုင်းပဲပေါ့နော်ကြောက်ဖြူမြို့နယ်မှာဆိုတော့တို့ဒီတမကုစကုစစ်ကြောင်းလိုက်ကခုဆိုရင်စစ်တွေပြတ်တောက်သွားတာဖြစ်ပြီးတော့မှကျွန်တော်အေကနေပြီးတော့မှဒီချေမုံသွားလာလားဆိုတော့ပေါ့နော်ယူဆချက်တွေလည်းများစွာထွက်ပေါ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ ကျွန်တော်တို့ဒီဂျုံတို့မြို့နယ်အနီးမှာပါနော်တက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်ပလေဝါတဲ့ဘဝတွေတပုံကြီးမယ်အဲ့တော့ဖြစ်နေတာကတော့မြေပြင်မှာဖြစ်နေတဲ့ပကတိအမှန်တရားပါတယ်စစ်သားတိုင်ပြောကြတယ်ခွေးတွေစစ်သားတော့မခေါ်တော့ဒီနေ့ခေတ်မှာနော်ပြည်သူအများစုနော်တို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းအတာတော့မပြောဘူးပြည်သူအများစုဒီနော်ကွဲရမှာပြောကြရင်ဘယ်လိုပြောစစ်ခွေးလိုပဲပြောတယ်ခွေးတွေလိုပဲပြောတယ်ဟွန်းမှန်တယ် ခွေးတွေဘယ်နေအောင်စကြောင်းထိုးလဲခွေးတွေဘယ်နေအောင်ရောက်နေခွေးတွေဘာဖြစ်လဲစတဲ့ဖြစ်ဒါပဲเนาะအဲ့တော့ဒီနေ့လာရှိုးကသတင်းတစ်ခုတက်လာအဲ့ဒါဘာလဲဆိုတော့လာရှိုးမှာဒီပျောက်ဆုံးသွားတယ်တေဆုံးသွားတယ်ပြီးလို့ရှိရင်ဒီဒုက္ခိတပြစ်သွားတယ်မနေ့မိသားစုတွေကကြံပြီးခဲ့တဲ့မိသားစုတွေကိုထောက်ပံ့ကြီးကိုပထမဆုံးကလောက်ဝက်ခါရတယ်အခုလုံးဝဖျက်တော့လိုက်ပြီးစစ်ကောင်စီပြောတယ်အဲ့တော့အဲ့ဒီတေဝါတဲ့မိသားစုတွေပေါ်သွားပြီเนาะအခုအခုလက်ရှိ ဒီဂျုံထုံးတိုက်ပွဲမှာဝင်လာတည်တယ်30လောက်တည်တယ်အဲ့တည်တဲ့မိသားစုတွေကဘဝကြံပြခဲ့တဲ့မိသားစုတွေကဘာမှတောင်းမပြဘူးယူလာလက်ရှိစစ်တပ်ကအားပေးနေတဲ့ကောင်းပြီနော်လက်ရှိအာနာတိတ်ပြီးမှမင်းရောက်နိုင်အာနာတိတ်ပြီးမှတည်ခဲ့ရတဲ့စစ်သားတွေတိုက်ပွဲမှာကြားခဲ့ရတဲ့စစ်သားကြံပြခဲ့တဲ့စစ်သားမိသားစုတွေအတွက်အာမခံထားတာရှိတယ်မင်းရောက်နိုင်ကလက်ရှိချိန်ဒီအာမခံခံပြီးတော့ထောက်ပံ့ပေးထားတာရှိလားမရှိပါဘူးပေးသွားရင်ပြီးသွားတာပဲပြီးလိုင်းကားပေါ်ဆင်းမယ် เนาะအဲ့တော့လက်ရှိစစ်ကောင်စီဟာတိုင်းပြည်အတွက်လုပ်နေတာလည်းပေါ့ပြည်သူအတွက်လုပ်နေတာမဟုတ်တို့စစ်ဘုတ်ချုပ်တွေအာဏာရရင်အတွက်လုပ်နေတာเนาะအခုတော်ခုစီသေးတယ်ပြောတော့စတန်ထက်အာမီတဲ့ဟင်စတန်ထက်အာမီလည်းမမီတာတော့မတည်ဘူးတကောင်းစားတို့မြင်နေရတယ်လက်ပြန်တောင်းလာချိုးကြွားတယ်လာချိုးပြန်တတ်နိုင်တော့တေယုတ်ကိုတွားခေါ်ပြီးတော့လာချိုးတောင်းခိုင်းတယ်အခုတခါ TNN ကနေတောင်းထားတဲ့နေရာတွေရိုက်အစင်းနေရုံးစိုက်ထားဖို့တဲ့เนาะ အဲ့နေရာတွေကိုကြိုတင်ပြင်ဟာတကယ်ရှက်စရာကြီးကွာဒီကောင်ဒီမနော်ဟိုတို့တို့တော့ဟုတ်တယ်အောင်းမိတာပေါ့နော်ဒါပေမဲ့ပြောတော့စစ်သားဆိုတော့ကိုရင်းငငယ်ကစစ်သားဆိုတော့တကယ်ယောက်ျားပီတာတဲ့ကောင်တွေထင်တာဘယ်ဟုတ်လဲဒီနေ့ခေတ်စစ်ဖို့ချုပ်တွေကဒေါ်လကြီးတွေဟိုင်းယူကိုစီဖက်သားတွေရောက်ပါတယ်နော် discount စီတဖို့ဝင်ရတော့ကျွန်တော်ဘယ်နေရာရောက်ခုဆိုရင်ထလိုင်းတဖို့ဝင်ရနေပြီးတော့မှအမုန်းချနေတာပြီးတော့မှကျွန်တော်မြို့နယ်နေတိုက်ပွဲမှာဆိုတော့စစ်ခွေး 30လောက်အဆင့်တော့မျောစာဖြစ်သွားတာပဲဖြစ်ပါတယ်။တို့အနေနဲ့တိုင်တန်းရှိုးနေရလုံးလို့ကိုခုဆိုရင်တို့ရဲ့ကျေးဇူးရှင်ဆရာဖြစ်တဲ့တေဟိုအောက်ကိုပြတော့မှကျတို့မြောက်ပိုင်းညောင်ဖွဲ့တွေကိုဖျားပေးလို့ဆောင်မှုတွေစက်တိုက်ဆိုးသလိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နီးစပ်ဆုံးပြောရမယ်ဆိုတော့လာရှုမျိုးဟာဆိုရင် MNDA ကနေပြတော့မှလဲလို့ထားတာဖြစ်ပြမှဂျန်နက်ဒီမိုးကိုပေါ့နော်ကြောင်မဲ့ဒီပေါ်စားတဲ့မျိုးတွေကိုလည်း TNL ထံကနေပြောင်းမှစစ်ကောင်စီကနေအခုဆိုရင်ရရဖို့စ조사နေတာမို့လို့ကျတို့တော်လိုင်းတဖို့အနေနဲ့ပူပေါင်းပြီးတော့မှတိုက်ခိုက်မယ်ဆိုတော့တရုတ် နေနေဘက်ကောင်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှအားလုံးကိုရှင်းလင်းသွားနိုင်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ခုဆိုကြားနေရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်ခုသလိုတော်တော်လေးကို hot ဖြစ်နေတဲ့အိန္ဒိယနဲ့ပါကစ္စတန်ပြည်ပခအရေးကြီးနေပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဆစ်ဖြစ်လာနိုင်လဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် အခုကနတော့လေပေါ့နော်ကျွန်တော်တို့ဖန်တီးလို့ရတဲ့အခြေအနေကြီးအရာသူအိန္ဒိယရှိနေတဲ့ position အရာအိန္ဒိယကတော့ကျင်းတည်တယ်ဒီထက်ပိုပြီးတော့ escalate အာဖြစ်လို့မတည်တော်ဘူးဆိုရယ်စဉ်းစားမှုမျိုးရှိလောက်တယ်လို့ယူဆလို့ရတယ်။ဘာဖြစ်လို့ဆိုရင်သူတို့အိန္ဒိယအနေနဲ့ဒီထက်ပိုပြီးတော့စိတ်ရေးရ escalate လောက်လိုက်ရင်သူတို့အတွက်အကျိုးအမြတ် ဖတ်တာထက်သူ့ရဲ့ဒေတာတွေမှာရှိနေတဲ့ငကိုရှိဖို့စ조사နေတဲ့အရာတွေအတွက်အများကြီးထိခိုက်နေတာမျိုးရှိသွားနိုင်တယ်။ဒါပေမဲ့တစ်ဖက်မှာခါကြတော့ပါကစ္စတန်အနေနဲ့အခုချိန်မှာကြီးလိုက်မယ်ဆိုရင်အခုဒီဖြစ်ပျက်မှုနဲ့ဒီတိုက်ခိုက်မှုအပေါ်မှာသူတို့သူ့အနေနဲ့အတုံးချပြီးသူအဲ့ဒါကြောင့်လေသူကဒီတတိယဟိုပါပေါ့ third party ဂျာဝင်ဖြည့်ရှင်းမှုကိုသူတို့လက်ခံမယ်ဆိုရင်조사မှု ပုံစံမျိုးကိုသူဖိတ်ခေါ်တဲ့ပုံစံမျိုးတွေသူပြောနေတယ်။အခုချိန်မှာသူကတော့ victim ပေါ့နော် victim ဆိုတဲ့ပုံစံမျိုးနဲ့သူပြပြီးတော့ဒီအခြေအနေပေါ်မှာသူ့ရဲ့နိုင်ငံရေးအရာပြန်ပြီးတော့တိဆောက်နိုင်ဖို့အတွက်သူရရနေတဲ့အခြေအနေမျိုးဖြစ်နေတယ် ဆိုတော့အဲ့လိုအနေအထားမျိုးကအာပြန်ကြည့်လိုက်မယ်ဆိုရင်ဟိုပါပေါ့ဒီတကယ်လို့စစ်ရေးက escalate လောက်လာမယ်ဆိုရင်ကျွန်တော်တို့ပါကစ္စတန်အနေနဲ့ပို့ပြီးတော့ဒီဟိုဝန်နိုင်ငံတကာရဲ့ထောက်ခံမှုနဲ့သူတို့တောင်းဆိုမှုတွေပို့ပြီးတော့အရာရင်ဝင်သွားစရာအာရှိတယ်ဆိုတော့အာအခြေအနေမျိုးလည်းကျွန်တော်တို့ရှိနေတယ်။အဲ့ဒီတော့ကြောင့်ဒီထက်ပို့ပြီးတော့ escalate မဖြစ်အောင်တော့အာ န္ဒိယအနေနဲ့ထိမ့်သိမ်းလိမ့်မယ်လို့ယူဆမယ်ဆိုတော့ယူဆလို့ရတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ဘယ်ဒီမိုဒီဘယ်လိုစဉ်းစားမလဲဆိုတဲ့ဟာတော့ကျွန်တော်တို့လည်းဘယ်လိုမှနားမလည်နိုင်ဘူး။သူ့အနေနဲ့ကလည်းသူ့ nationalism မှာအရန်အတန်နဲ့အောက်ချုပ်မှုပုံစံမျိုးဒီအမျိုးသားရေးဝါဒအရန်ကြီးတဲ့ဟိုအဖွဲ့ပေါ့နော်။အဲသူ Hindu သူ့ရဲ့ပါတီကလည်းအဲ့အခြေခံပေါ်မှာဖွဲ့ပြီးတော့သူတို့တီဆောက်ထားတဲ့နိုင်ငံရေးပါတီဖြစ်နေတယ်။အဲ့အတွက်ကြောင့်မအမျိုးသားရေးအယူဆအရန်ကြီးသွားရင်တော့ကျွန်တော်တို့ကတော့တွက်တာချက်တာကြီးကတော့ကျွန်တော်တို့အဖွဲ့ဖြစ်ချင်မှဖြစ်မှာ။ အခုဟိုဒေါ်နယ်ထရမ့်စဉ်းစားတယ်လို့ပဲသူရဲ့ American First ဆိုတဲ့ကိစ္စကိုစဉ်းစားလာတယ်တကယ် nationalism ဆိုတဲ့ဟာစဉ်းစားလာတယ်ဆိုရင်တော့ခုနကတော့ logic တွေကတော့ကျွန်တော်တို့ဘောင်းဝင်မှာတော့မဟုတ်ဘူး ကျွန်တော်တို့အခုကြားရတဲ့အတိုင်းပဲပေါ့နော်အိန္ဒိယနဲ့ပါကစ္စတန်ဆိုရင်တော့နျူကလ িয়ার ပန်ဆိုင်ထားတဲ့နိုင်ငံပြည်ပြည်အခုလိုမျိုးသူတို့စီးအတင်းမမှုဖြစ်တာတော့တော်တော်လေးကိုကြောက်စရာကောင်းတာဖြစ်ပြီးတော့မှကျွန်တော်ကဘာထိပ်တည်နေတဲ့နေရာနဲ့မျိုးမှလည်းဒီချောင်းနဲ့ပတ်သက်ပြီးတော့မှထင်းထင်းသိမ်းသိမ်းလို့ကြားဖို့ပေါ့နော်ပြောဆိုထားတာဖြစ်တယ်ဆိုတော့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံသားဒီလိုမျိုးအခြေအနေတွေကိုသူတို့အနေနဲ့ဆက်လက်ပြီးတော့မှတိုးမြှင့်လို့ဆောင်ကြောင်းမယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီကဘာစီးအခြေအနေတွေပေါ့နော်တိုးမြှင့်ပြီးတော့မှဖြစ်ပွားလာနိုင်တာမို့လို့ဒါတော့ကျွန်တော်တို့အနေနဲ့အခုကတည်းက ကဘာကနေပြီးတော့မှဆောင်းကြည့်နေတာပဲဖြစ်ပါတယ်။အိန္ဒိယဘက်ကနေပြီးတော့ပါကစ္စတန်ဘက်ကိုတိုက်ခတ်တဲ့အခြေအနေပေါ်မှာလည်းကျွန်တို့ command user ချက်တွေလည်းများစွာထွက်ပေါ်နေတာမလို့ဘယ်လိုမျိုးအခြေအနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်းကြမှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီတပ်သားကိုယ်တိုင်ကနေပြီးတော့မှကြံတဲ့ပေါ့နော်ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ပြန်ပြီးတော့မှမိခွန်းထုတ်ပြောဆိုထားတဲ့စစ်ကောင်စီရဲ့စစ်တင်တန်းကြောင်းကိုတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကျွန်တော်ကတက်မတော်ကွန်ပျူတာနဲ့နေပညာသိပ္ပံစင်စစ်တီတပ်ဦးဖြစ်ပါတယ်။တက်မတော်မှာဟိုပုံစင်လို့ခေါ်တဲ့ တာကနာတင်နန်းစင်စစ်တီတွေရှိပါတယ်။တင်နန်းစင်ရဲ့ AGDI ဒီပလိုမာပေးပြီးတက်ချက်ကြီးအဆင့်ပေးတဲ့အကြောင်းပေါ့။အကြောင်းမှာတော့အင်ဂျင်နီယာတင်နန်းသားဘာညာနဲ့မျှစပြီးတင်နန်းစင်တရင်တွေလည်းရောက်ရောတာမန်အခြားအဆင့်တွေနဲ့အာလုံးတန်းတူပါပဲ။ဖတ်ထိပ်ပေးလို့ရပါတယ်။ကီမင်ဆောင်ရပါတယ်။ရုံးမှထားရင်ထားပါတယ်။မသိလို့ဝင်ခဲ့မိတာကိုပဲဆိုတော့သိခံပါတယ်။ဒါပေမဲ့တမတော်မှာမညီမျှတဲ့ဥပဒေတွေအကြောင်းပြောပြပါမယ်။ကျန်တဲ့အခြားအဆင့်တွေကစစ်မှုထမ်းတပ်ဆယ်နှစ်ပြည့်ပြီးလက်ရှိအဆင့်နဲ့၅နှစ်ပြည့်ရင်နှုတ်ထွက်ခွင့်တင်လို့ရပါတယ် တက္ကနဆင်းစစ်တီတွေကြတော့တင်းနှန်းဆင်းပြီးနောက်15နှစ်တာဝန်ထမ်းဆောင်ရမယ်တဲ့တင်းနှန်းသက်3နှစ်နဲ့ပြန်ပေါင်းရင်16နှစ်မှနှုတ်ထွက်ခွင့်တင်လို့ရပါတယ်တက္ကနဆင်းတွေကဘာရီမြန်ထူပြီးခန်းစား권ရနေလို့ခွဲခြားထားရတာလေငငယ်လေးနဲ့တက်တက်ကြီးပေးထားလို့လို့လာမပြောပါနဲ့ဆယ်တန်းအောင်နဲ့တရင်တွေမှာတက်သားအစ်စ်နေနဲ့ဒန်းသူဖတ်ထည့်ကင်းလုပ်နေရတာပါအေဂျင်နီယာလို့ဘယ်တမှုကမှအသေးအမှတ်မပြပါဘူးတမှုမထားနိုင်ရင်လည်းထွက်ခွင့်ပေးပါဆယ်တန်းအောင်ပြီးဝဲရပြီးသားတွေပါအပြင်မှာတင်းတင်းတက်တက်လှုပ်ရှားလို့ရပါတယ် တစ်ခုနှိုင်းရှင်ပြပါမယ်။တကနာစင်ကတက်ချက်ကြီး6နှစ်မှာဒုအရာခံဘူအရာခံဘူ2နှစ်မှာအရာခံဘူဖွဲ့စည်းပုံလွတ်မှရပါမယ်။မလွတ်ရင်မရပါဘူး။အသက်55နှစ်ပြည့်မှာအရာခံဘူတက်10နှစ်ပြည့်မှာလုတ်တန့်ရင်အရာရှိခံပါလေ။တကနာစင်စစ်တီတက်ချက်ကြီးဖြစ်တဲ့အချိန်မှာရိုးရိုးစစ်တီကတက်သားပဲထားအောင်အသက်50ဝန်းကျင်မှာအဆင်တူသွားပါမယ်။ရိုးရိုးစစ်တီကကိုပိုင်နံပါတ်စောနေရင်သူကကို့အထက်ကပြန်ဖြစ်သွားပါမယ်။ကိုကအောက်ပြန်ရောက်ပါမယ်။ဘူတင်တန်းဖြေလို့ရတာပဲလို့ပြောဦးမှာလားတွက်ပြမယ်။ တိုက်ကမကအကြောင်းစင်းတာ100ပဲထားရှေ့လူတွေဆို900ကျော်ဒီကိုနီကအကြောင်းစင်းတာ100ပဲထားရိုးရိုးစစ်တီတွေနဲ့ဘွဲရအရက်သားတွေတွေ့ရင်ဘူရင်းမှာနှစ်စဉ်အနည်းဆုံးအရင်ခေတ်က600ကျော်အခုခေတ်ဆို300ကျော်ဝင်ဖြစ်ရပါတယ်အဲ့ဒီကမှဘူတင်နဲ့တယောက်ခွင့်ရတဲ့သူကတရားမပြေတော့ပါဘူးကန်ကောင်းလို့အောင်ရင်အောင်အကက်ကောင်းလို့အောင်ရင်အောင်အသက်28နှစ်ကျော်သွားရင်ထပ်ဖြေလို့မရတော့ပါဘူးဆယ်တန်းအောင်ဘွဲတွေယူတာအလကားပါပဲနောက်တော့ကွန်ပျူတာနဲ့နှိပညာသိပ္ပံဆိုဘယ်သူမှမတက်ကြပါနဲ့ ဆရာအောင်ရင် DSA TA MA တက်ပါမောင်ခဲ့ရင် D တက်ပြီးဘွဲယူပြီးဘူတင်နံဖြေပါအရသားဘွဲရကအောင်မှုများပါတယ်တမတော်ကအထဲကလူထက်အပြင်ကလူကိုပို့ပြီးတံမှုထားတာပါအထဲကလူတွေကိုတော့ချင်းတဲ့ကချက်တွေဘယ်ချိန်ရိုက်တက်ပြီးချက်ဆဆာရတယ်လို့တွေးတဲ့လူကြီးတွေပါချက်ဆရာကောင်းပေမဲ့ကိုပေါကိုလန်ထောင်းရအောင်ပါမယ်တက္ကနာစိန်ကိုတိုင်းကဘွဲရဖြစ်တော့ယူတဲ့မိမကဘွဲရပါအရာရှိကတော့ကလည်းဘွဲရပါရဲမေဖတ်ထိတ်ကြရင်ဘွဲရဘွဲရချင်းလက်ညှိုးထိုးပြီးအခိုင်ခံရပါတယ် တက္ကနဆင်းစစ်တီရဲ့မိမက MSc ပြီးတဲ့ထားအောင်အရာရှိကတော်က BSc ပြီးတဲ့ပဲထားအောင်မရပါဘူးအခိုင်းခံရပါမယ်မကျေနပ်ရင် အရာရှိယူလေးဆိုတဲ့အကျိုးတွေပါကိုမိမကိုကြည်ရင်မျက်ရည်တွေကြာရပါလေတော်တော်ကိုစိတ်သက်ပြတ်နေပါပြီလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားလေးနဲ့တမိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ချ်ဘောက်ကနေတင်ဆက်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ပေါ့နော်တေချာလေးကိုတွေ့ပြပြီးတော့မှပြောဆိုတော့တော့ကျွန်တော်တွေ့တာဖြစ်တယ်ဆိုတော့စစ်ကောင်စီရဲ့ဒီကွန်ပျူတာနဲ့နှိပညာသိပ္ပံကျောင်းအဆောင်တော့ဒီလိုမျိုးခွဲခြားဆက်ဆံမှုတွေများစွာရှိနေတာဖြစ်ပြီးတော့မှအောက်ခြေမှဆွန်လဲကျွန်တော်အလုံးတည်ထားတဲ့အတိုင်းဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားတိုင်းမှာပေါ့မှမတရားဖိနှိပ်မှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်အရင်အာနာစာသိန်းလုံးဝဆိုရင်တော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ချင်းချင်းစီနီယာဂျူနီယာဆိုပြီးတော့မှခွဲခြားပြီးတော့မှ ထိုချိတ်ကန်နေတာတွေလို့တော့ချီချင်းအဖြစ်ပေါ့နော်ဒီကောင်တဲ့ block ထိယူမအောင်တန်းကြလဲဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီဘောမအယူကတွေပြောပြနေတဲ့ standard rpg ဆိုတာတော့သူတို့စစ်ကောင်စီတဖွင့်ချင်းတို့မှပြန်ပြီးတော့မှ channel နေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်အလုံးတည်ထားတာပဲဖြစ်ပါတယ်နောက်ထပ် video သဘောအနေနဲ့ကတော့ avatar ကိုတိုင်းရနေပြီးတော့မှမြန်မာပြည်သူပြည်သားတွေက next level ကိုရောက်နေပြီဆိုပြီးတော့ပါနော်ပြောဆိုထားတဲ့အားလည်းကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်ကျွန်တော်နိုင်ငံသားတွေအကုန်လုံးကလည်း CIA ဖြစ်နေပြီ next level ရောက်နေပြီ အစီအရာလည်းတနည်းမျိုးမယိုးနိုင်ငံရေးကလည်းတနည်းမျိုးမယိုးအခုဆိုရှင်တဘာဝဘေးအန္တရာယ်တွေအစီပွားရေးတွေကရှင်းတန်းနိုင်အောင်အဆင်ပြေအောင်ပေါ့နော်ရုံးကန်နေရတဲ့နိုင်ငံတကာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကရုံးရင်ကန်ရင်နဲ့ next level CIA အဆင့်တွေအကုန်လုံးရောက်နေကြပြီကဘာကြီးမြမအကြီးတွေမှာလည်းသူကလည်း awareness တော်များရှိကြတယ်တော်များလည်းနောက်ဆုံးဖုန်းထဲကနေပြီးတော့အဲသူတို့အားပေးရလူရှိတာပေါ့နော်နားထောင်ကြတဲ့တရင်နားထောင်ကြတဲ့အဲကိုကြက်တဲ့လူပေါ့နားထောင်ကြဆိုတော့တော်များတော့ဘူးသူတာရှိကြတာများပါတယ်ဒါကလည်းအစိုးရအကောင်ဒါဝန်တာမှာကိစ္စပေါ့နော်ဒီလူလူရဲ့အာယုံစုဆိုင်မှုပေါ့ awareness ပေါ့ဘာကြောင့်လဲဆိုတော့ baking လုံခြုံနေတဲ့နေရာမှာဆိုရင်တော့တတိလွတ်နေလို့ရတယ်လေအဲကျွန်တော်မြန်မာနိုင်ငံကကျတော့တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ခါကျတော့အားလုံးကစာဝတ်နေရေးအတွက်ကောလုံခြုံရေးအတွက်ကောလူတိုင်းလူတိုင်းကဒါတတိနဲ့နေနေကြတာပေါ့နော်တော်တော်လေးလဲကျိုးဆိုလို့ရှိရင်လည်းတရားစခန်းတွေပုံဝင်ပြစ်သွားကြတယ်ဘာကြောင့်လဲဆိုတော့ဒါတန်ဝေးကရကြတယ်ပေါ့နော်အဲဒီလိုအဆိုးထဲမှာပဲလွမြောက်ချင်းအမြိုက်တရားပေါ့မတည်ခြင်းရဲ့ဒီအမတ်နိဗ္ဗာန်ကိုရှာဖွေဖို့ဆုံးဖြတ်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်တရားစခန်းမှာလူတွေအပြည့်ပဲရုံမာတဲ့သူတွေကလည်းရုံမာတဲ့အလုပ်လုပ်သူလို့ သူတော်ကောင်းတွေကလည်းဒီအဖြစ်ပြက်တွေကိုငုံနာယူတာဝဲကယူပြီးတော့တရားဓမ္မဘက်ကိုလိုက်စားသွားတဲ့တတိတွေတရားဓမ္မဘက်ကိုလိုက်စားသွားတဲ့တာမန်ပြည်သူတွေအများကြီးပဲရှိပါတယ်။အဲ့မှာလည်းအရာရှိတွေလည်းပါပါတယ်။ဒီလိုတွေမလို့ထွက်တော့မယ်။ငါတို့ရှိတာလေးနဲ့ပဲငါတို့ရဲ့ပင်စင်လေးနဲ့ပဲငါတို့ဘဝကိုတရားဓမ္မလေးနဲ့အေးချမ်းချမ်းပဲဖြတ်တန်းသွားတော့မယ်ဆိုရသလိုလည်းအများကြီးပဲပေါ့နော်။အဲ့တော့အဲကိုဗစ်တွေဖြစ်တယ်ပြီးတော့အာနာသိမ့်မှုတွေဖြစ်တယ်အဲနောက်ပြီးတော့တဘာဝ BND တွေဖြစ်တယ်စီးရီးတွေဖြစ်တယ်နာမီးလောင်ပျက်စီးမှုတွေဘုံတိုင်းတွေဒါတွေလင်းကားနဲ့အတွဲမှာ တော်တော်တော်များတယ်လို့ပြောလို့ရမယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်ခံနိုင်ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အားလုံးအရောက်စီတိုင်းအောင်လေကိုချင်းစားပါတယ်ဒီကြားထဲမှာကျွန်တော်မိပါဆုံးရှုံးသွားတဲ့သူတွေရှိတယ်တာသမီဆုံးရှုံးသွားတဲ့သူတွေရှိတယ်ပေါ့နော်တဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးသွားတာရှိတယ်ယောဂါကြောင့်ဆုံးဒီ COVID-19 ယောဂါကြောင့်ဆုံးရှုံးသွားတာရှိတယ်စီရီစီရာတွေကြောင့်မို့လို့ဆုံးရှုံးသွားတာရှိတယ်ဒီကြားထဲမှာလည်းအာဂါတာတွေအမုန်းနေနဲ့ရှေ့ဆက်သွားတဲ့သူရှိတယ်လို့မျိုးအဲတရားဓမ္မနဲ့ဖြေသွားတဲ့သူတွေလည်းရှိအောင်ဗျာချိုးကြတော့လေခုချိန်ဒီလည်းမဖြေနိုင်သေးပါဘူးအဲ့တော့အားလုံးကိုလည်းကျွန်တော်ကလုံးဝချင်းတရားရရှိနိုင်ကြပါစေ အစိုးရအကောင့်ကိုရှာဖွေနိုင်ရပါစေလို့ဆိုပါတယ်။ကဲဒီမှာသူပြောထားတဲ့အတိုင်းပဲပါနော်ကျွန်တော်ပြည်သူပြည်သားတွေကတော့ဒီစစ်ကောင်စီအနာတင်ပြကြတဲ့ကအခုဆိုရင်ဘီဒိုကပေါင်းဆောင်ကြုံတွေ့ခဲ့တာဖြစ်ပြမကျွန်တော်တို့ဒီနေ့မှာဆိုတော့ငါလေးမိတောင်အစိုးရဆောင်ခါစားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးကျွန်တော်ပြည်သူတွေကနေပြီးတော့မှပြည်တွင်းပြပသတင်းပေါင်းဆောင်ကြီးစုပြီးတော့မှပါနော်။တချို့တွေကတောင်ဝင်ကယူနေတဲ့အချိန်မှာစစ်ကောင်စီကတော့ဘလို့နီးနေမှာတော့နော်တော့မရပဲနဲ့ ီဒီယိုတွေပေါ်မှာဒီတက်ပုံပြမှာတက်ဖြတ်မှုတွေလွတ်ဆောင်လာတာပဲဖြစ်ပါတယ်ရုရှားနဲ့တရုတ်ကိုအောက်ကိုပြတော့မှာခုဆိုရင်နောက်ဆုံးပေါ်နေပညာတွေတုံးပြတော့မှာဗီဒီယိုတက်ဖြတ်နေပြတာပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တကုံးမမိုးမိုးခိုင်ရနေပြီးတော့မှာဇော်ဘွင်းကိုထောင်ထမင်းစားခိုင်းတော့မယ်ဆိုပြတော့မှာပေါ့နော်တရားဆွဲဆိုလိုက်တဲ့အကြောင်းပြောဆိုထားတဲ့ဗီဒီယိုလေးကျွန်တော်တို့ဆက်ပြီးတော့မှာကြည့်လိုက်ရအောင် Like and Simba is like YouTube account ပိုင်ရှင်ဖြည့်ကံဘဝနဲ့အမုန်းခံလူသား TikTok account ပိုင်ရှင်ကိုစော်ဖုံးဟိဒီကျမအား ကွန်ပိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော်ကျမရဲ့ဓပုံတွေကိုကျမရဲ့ဓပုံတွေကိုပြပြီးတော့ကျမရဲ့ကွန်ပိတ်ခါကိုထိခိုက်စေတယ်အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုးစွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သက်ရေးဥပဒေပုံမှ66ဂါးကြီးကနေဒီကနေ့8ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရဲစခန်းမှာပပနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရိနှင့်အညီတရားစွန့်ဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်35ရှိမြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥရိနှင့်အညီတရားစွန့်ဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားကျမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူတန်းစားဘဝမြန်မာရေးပါတီရဲ့အထွေထွေတွင်းရေးမှုအဖြစ်ဘာသာတနာတိုက်ပြီးအတွက်အရေးကြီးတဲ့အချိန်မှာเนาะရှေ့ကနေမာမာမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့ လုတ်ခဲ့တဲ့ကျမဒုံမှုခိုင်ကိုကျမရဲ့ပါတီနာမည်ကြီးဟုတ်လားအခြေခံအခြေခံလူန်းစားဘဝမြန်မာရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမှုခိုင်ရဲ့ပုံလေးကိုဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့တဲ့အတွက်ကျမက66ဂါကြီးနဲ့ယနေ့ဆော်ကုန်ပြီနော်နော်တောင်ကုန်မြို့မရက်စခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လား ငါကဘာကောင်းလဲငါနောက်မှာဘသူတွေရှိလဲငါ့ကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်ခဲ့တဲ့သူအခုတော့မမခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစားလဲဘလို့အဆင့်တန်းလဲဆိုတာကိုသိရပါမယ်ကဲဒီဘောမတွေကတော့တော်တော်လေးကိုအယိုးခိုင်းနေကြတာပေါ့နော်သူတို့အနေနဲ့ကတော့ကျော်တို့တော်လန်အေးတက်ဖို့မနေဒါမှမဟုတ်ဒီဘောမတွေအချင်းချင်းပြန်ခိုင်းမှသမင်းစားမြင်တဲ့အုပ်စုတွေဖြစ်တဲ့ဆိုတော့လဲကျော်တို့တွေ့တဲ့ပြတော့မှ ခုဆိုရင်ကျွန်တော်တို့ PDF တွေကိုတောင်းမှအားချောင်းပြတော့မှပြောဆိုနေတဲ့ဇပွင့်ရဆိုတော့ဒီပေါ်မှာပေါ့နော်တကုံးမှာနေပြတော့မှပဲတရားဆွဲဆိုတာကိုခံလိုက်ရတာဖြစ်တယ်မကြခင်မှာတော့သူတို့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တွေနဲ့စောင့်ကြမှာဖြစ်ပြတော့မှအကယ်၍ဇပွင့်သာထောင်နှံဆိုင်မဲ့ဆိုတော့ပေါ့နော်တကယ်ကိုကောင်းမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေကနေပြတော့မှလည်းရှင်းပြဖို့ကြံစည်နေကြတာမို့လို့အခုဆိုရင်သူတို့ပေါ်မှာချင်းချင်းကနေပြတော့မှနောက်ကျတော့နဲ့ထိုးတဲ့ကိစ္စတွေကိုခိုးဆွလှုံ့ဆော်သွားတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လန်ပြတော်သားသူဖြစ်တဲ့ကိုနောင်ကနေပြီးတော့မှ2025တော်လန်ပန်းတိုင်နဲ့ပတ်သက်ပြတော်မှာပေါ့နော်။ဘယ်လိုမျိုးတွေပြတော်မလဲဆိုတော့ကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။စစ်တပ်ကတရားဝင်ဆိုရဖြစ်ရင်ကျွန်တော်တို့တော်လန်ရေးလုံနေတဲ့လူတွေအားလုံးတပုံဖြစ်သွားမယ်။အဲ့လိုတပုံနာဖြစ်သွားပြီနော်။ကျွန်တော်တို့အားလုံးကတပုံဖြစ်သွားပြီ။စစ်တပ်ကတရားဝင်အစိုးရဖြစ်သွားပြီဆိုရင်ဒီတော်လန်ရေးအောင်မြင်ဖို့ဆိုတာကျွန်တော်တို့ တော်တော်အလန်းဝေးသွားမယ်ကြက်ကုတ်ကြက်ကဲစူးစမ်းရမယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အများကြီးအလန်းဝေးလို့မရဘူးအများကြီးဒီထက်ပိုပြီးတော့မှခက်ခဲလို့မရဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ2025ခုမှာရတဲ့ရထိုက်တဲ့အောင်မြင်မှုကျွန်တော်တို့ရမှာကိုရမယ်ဒါကြောင့်မို့လို့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားရက်ကန်သွားဖို့နော်စစ်ကောင်စီကိုနိုင်ငံတကာကဒီမြန်မာနိုင်ငံရဲ့အစိုးရအဖြစ်နဲ့ဒီအသိမှတ်ပြုပြီးတော့မှဆက်ဆံနေတာတွေကိုရက်ကန်သွားဖို့ဆိုရင် UNG PDF အပါဝင်တိုင်းရင်းသားတဲ့နှက်ကန်တွေအကုန်လုံးတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကုန်လုံးမြို့ပေါ်ထိပ်ကိုစိုးမို ထိချုပ်နိုင်ဖို့လိုအပ်တယ်စိတ်ကောင်းစီအုပ်ချုပ်ရေးရန်တရားကိုဖျက်ဆီးနိုင်မယ်စိတ်ကောင်းစီရဲ့ဒီဝင်ငွေကိုဖျက်ဆီးနိုင်ဖျက်တောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီ2025ကကျွန်တော်တို့ရဲ့ငွေဥပန်းနိုင်ငံတရားပေါက်ရောက်လိမ့်မယ်အဲ့တော့ကျွန်တော်ထင်ပါတယ်တော်လိုင်းရဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းဒီ2025ခုနှစ်အတွက်ကိုတို့တော်တော်လေးကိုပြင်ဆင်ထားကြပါပြီဒါတော့ဟုတ်တယ်နော်ကျွန်တော်တို့အခုဆိုရင်တော်လိုင်းရဲ့တပ်ဖွဲ့အသီးသီးကနေပြီးတော့မှ NUG နဲ့တို့ ဒီပူတွဲပြီးတော့လှုပ်ဆောင်နေကြတာဖြစ်ပြီးတော့အလုံးရဲ့မြန်မာချက်ဖြစ်တဲ့2029ထဲမှာစကောင်စီနဲ့မြောက်လိုက်တော့စုကိုပြောချမယ်ဆိုပြီးတော့တွေးတော့ချန်ဆန်းနေကြတာပဲဖြစ်တယ်တကယ်လဲအကောင့်တိုင်းပေါ်နေတာပြီးတော့အခုဆိုရင်စကောင်စီရဲ့စစ်စခန်းအကုန်းတွေပြီးတော့မြို့တိန်တပ်ဖွဲ့တွေလည်းဆင်ရဲနေတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်အနေနဲ့ကတော့ဘုံဘောပြီးတော့မှရခိုင်မှာဆွန်လက်ပါနော်စစ်တွေကြောက်ဖြူစားတဲ့နေရာဒေသတော်တော်များများမှာမြို့တိန်တပ်ဖွဲ့တွေဆင်ရဲနေတာမဟုတ်လို့ ကျွန်တော်တို့ရဲ့ဒီမျိုးလဲချင်းဘတ်တိုင်ဖြစ်တဲ့စစ်ကောင်စီဖြိုချရေးရဆိုတော့တဖြည်းဖြည်းရုံလုံးပေါ်လာတာပဲဖြစ်ပါတယ်။မြောက်လိုင်းအနေနဲ့ကတော့ရုရှားတပ်ပြတော်မှအခုညီတွေတောင်းပြတော်မှလှုပ်ဆောင်နေပါစေ။အခုဆိုရင်ကျွန်တော်ရဲ့ဒီရီမန်ချာဆိုတော့နေပြည်တော်အထိပေါ့နော်ရောက်ရှိလာတယ်မလို့ကျွန်တော်တို့ပြည်သူတွေအားလုံးစုစည်းညီညာပြတော်မှတိုက်ထုတ်လိုက်မယ်ဆိုတော့2026နှစ်မကူခင်မှာပဲအားလုံးရဲ့မြန်မာချစ်ဖြစ်တဲ့ Federal Democracy လမ်းစဉ်ကိုစတင်လျှောက်လှမ်းနိုင်တော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများအားလုံး စိတ်ချမ်းသာခွေးချမ်းသာခြင်းဖြစ်ဆုံးပြီးတော့မှတာရဲချမ်းတဲ့ညာလေးပန်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။